ရန်ကုန်မြို့အတွင်းရွှေအတုလိန်လယ်ရောင်းချမှုကြောင့်တရားစွဲဆိုခံထားရတဲ့တရုတ်နိုင်ငံသား၃ဦးကိုအလုံမြို့နယ်တရားရုံးမှာဇန်နဝါရီလ25ရက်နေ့ကရုံးထုတ်ခဲ့ပါတယ်။ဒီရုံးထုတ်စစ်ဆေးမှုမှာတော့တရုတ်နိုင်ငံသား၃ယောက်ထဲမှာနောက်ဆုံးတရားရုံးမှာစစ်ဆေးရန်ကြံရှိတဲ့တရုတ်နိုင်ငံသားကျူဟိုင်းရွယ်ကိုတရားသူကြီးမှဓာတ်ရိုက်စစ်ဆေးမေးမြန်းခဲ့ပါတယ်။ကျူဟိုင်းရွယ်ကိုတော့စစ်ဆေးပြီးသားတရုတ်နိုင်ငံသားများနဲ့မတူပဲဖမ်းဆီးစင်ကတပ်တွေများနဲ့တကွာတင်းစီရမိခဲ့တဲ့ပစ္စည်းများအကြောင်းကိုအဓိကစစ်ဆေးခဲ့တာပါ။ ဖန်စီစင်ကကျူဟန်းရွယ်တဲဝုတ်ခဲ့တဲ့အခန်းတွင်မှာတရုတ်နိုင်ငံမှာအတူလာရောက်ခဲ့တဲ့ရန်ဝိဖိန်ရောင်ချန်းဖာရိုရဲ့ခီးဆောင်အိမ်များကိုတင်စီရမိခြင်းနဲ့ Nokia ဖုန်းမျိုးစတစ်လုံးဖုန်းစင်ကတ်တစ်ခုတို့ကိုပါတဘာတဲ့တင်စီရမိခြင်းတို့ကိုမေးမြန်းခဲ့တဲ့အပေါ်ကတော့ကျူဟန်းရွယ်ကပစ္စည်းများတွေ့ရှိခဲ့တာကိုမသိသလိုခီးဆောင်အိမ်များအတွင်တွေ့ရှိခဲ့တဲ့ရွှေဖြတ်စများကိုလည်းမသိပါလို့လားညင်းဆိုခဲ့ပါတယ်အတူလာခဲ့စဉ်ကရွှေအစစ်မဟုတ်တဲ့အတုံးများယူဆောင်ခဲ့ပါသလားလို့မေးမြန်းမှုကတော့၎င်းအနေနဲ့ရင်းပစ္စည်းများပါလာသည်ကိုမသိရှိပါလို့ထပ်ဆိုခဲ့ပါတယ် ဒီယုံကျင်းအခြေအနေကိုတော့ဆွဆဲခံရသူများဘက်ကလိုက်ပါဆောင်ရွက်ပေးနေတဲ့တရားလွှတ်တော်ရှိနေဦးမြင့်စိုးကအခုလိုပြောပါတယ်။ဒီနေ့ကတော့ဒါပြည်မှုဆရာဥပဒေပုံမှန်420ပေါ့နော်ပြည်မှုရင်မှုမှာက285အမှုတရားခံနောက်ဆုံးစစ်တာ။ဒီနေ့တရားခံ3ရက်နဲ့စစ်တာ။တော့ဆုံးပြီးသွားပြီ။ပြီးသွားပြီဆိုတော့လာမယ့်ယုံကျင်းကတော့လျှောက်လဲချက်ပေးဖို့ပေါ့။အပြီးသက်လျှောက်လဲချက်ပေးဖို့ချိန်လိုက်တယ်။တရားနေ့ပြန်ချိန်။ဒါဆိုတော့ဒါပြီးမှပဲသူက ဟိုလောက်ကဆွဲထားတဲ့ဟာကိုဆက်စစ်မယ်လို့ပြောလာမယ့်ရုံးချိန်မှာအမှုကိုအပိသက်လျှောက်လဲချက်ပေးပြီးနောက်နှစ်ပတ်အတွင်းအမှုကိုအပိသက်အမိန့်ချကလာဝကအဥပဒေအမှုကိုတော့ပုံမှန်၄ရက်၂၀အမှုအမိန့်ချမှတ်ပြီးနောက်မှာထပ်မံစစ်ဆေးသွားမယ်လို့သိရပါတယ်